ဒေါသကြီးတဲ့နဗလူစစ်သူကြီးစောင့်ရှောက်တာကြောင့်လုံးဝအမားမခံတဲ့ဓမ္မရာစီကဖရာကြီးဒါတော့ဒေါသကြီးတဲ့နဗလူစစ်သူကြီးစောင့်ရှောက်တာကြောင့်လုံးဝအမားမခံဘူးလို့နာမည်ကြီးတဲ့ဓမ္မရာစီကဖရာစီပဲဖြစ်ပါရယ်။မိဖုရားဖွာစောရဲ့မွေးရဒေတာဝင်းချက်မှာတမိုင်းထိပ်စာတွေနဲ့ဖရာများစွာရှိတဲ့နဲ့ဓမ္မရာစီကဖရာဟာအထင်ရှားဆုံးဖြစ်ပြီးဖရာပြင်စင်နတ်ဝင်ဘူးတဲ့ဖြစ်ရတွေကြောင့်ရခင်ကလေးကကြော်ကြားခဲ့ပါရယ်။ ဒါကြောင့်ဒီနေ့ရဲ့ရွှေဘို Channel Video မှာဆိုရင်တော့ဓမ္မရာဇီကနဲ့ဖြစ်ရစမ်းကြယ်တွေအကြောင်းကိုတင်ဆက်ပေးသွားပါမယ်။ဓမ္မရာဇိကဖုရားဟာပကံငါမျက်နာဖုရား၁၉ဆူနဲ့အကြီးဆုံးဇေရီဖြစ်ကပကံမြေမှာဒုရေကြီးမလာတဲ့ရွှေဇီးကုံနဲ့အသွင်တူလာပါတယ်။ဒါပေမဲ့လည်းမတူတဲ့အချက်တစ်ချက်ကတော့ရွှေဇီးကုံကရွှေရဝင်းဝင်းနဲ့အမြဲဖူးတွေ့နေရပြီးမြေဓမ္မရာဇိကဖုရားကိုတော့တစ်ချိန်တစ်ခါကဖွာစောရွာသားတွေကဟောင်းလွှမ်းတဲ့ဖျက်ပုံကြီးဖြစ်နေအမြင်တွေ့ခဲ့ရတာကြောင့် ဖျားလုံးကြီးလို့လည်းခေါ်ခဲ့ကြပါတယ်။အရီနာမှာတော့ဖျားတရကဒရကာမရီရဲ့အမုန်းအမှန်အပြင်းစင်တွေကြောင့်ရွှေရောင်ပြောင်ပြောင်နဲ့ရွှေစည်းကုံနဲ့မှားလာအောင်ရွှေဖျားလုံးကြီးဖြစ်နေဖူးမြော်ကွင်းရတာဖြစ်ပါတယ်။ဓမ္မရာဇိကဖရာကိုတက္ကိယ958ခုနဲ့မှာဆိုရင်တော့နရပတိစီတူမေဟာတီးခဲ့တယ်လို့ဆိုပေမဲ့လေအခုချိန်ထိစောင့်ရှောက်နေတဲ့သူကတော့ဓမ္မပါလာလို့ခေါ်တဲ့နဘလူကြီးပဲဖြစ်ပါတယ်။ 1996ခုနှစ်မေလဝင်းကျင်လောက်မှာဇေယျတော်ကြီးတို့ဘတ်ဆောင်ပြုပြင်မုံမှန်မှုတွေလုပ်ခဲ့ရ1998ခုနှစ်မှာဆိုရင်တော့ထီတော်အသေးတင်မှုအတွက်ညမ်းတွေစင်နေရင်နဲ့ရှေးတုဌာနကအလौကျဆေးရည်ကိုပုဂ္ဂိုလ်တဦးကနှစ်ကြိမ်တိုင်တိုင်ဝင်ပူးခဲ့ပါတယ်ဝင်ပူးတဲ့ပုဂ္ဂိုလ်မှာဓမ္မပါလာစစ်သူကြီးနဲ့ဖြစ်ကြောင်းဒေပြားကြီးကိုစောင့်ရှောက်နေရတွေကိုလူတွေကမသိကြကြောင်းအများတန်းဝေတဲ့အခါမှာထဲ့ဝေစီလိုကြောင်းနဲ့နေစရာနန်းနန်းပေးစီလိုကြောင်းပြောကြခဲ့ပါတယ် ဒလုံနဲ့1998ခုနှစ်ဇွန်လဖျားထီတော်တင်မွဲပြီးမှအကြီးကဲတအူးကဇေတော်ကြီးရဲ့အရှိမြောက်တောင်တနင်္ဂနွေတောင်မှာအုပ်ပုံတစ်ခုကိုတွေ့ခဲ့ပါတယ်။ရှေးတုဌာနကညွန်ကြားရေးမှုဦးအောင်ကျိုင်ကိုခေါ်ပြီးတော့မေးကြည့်တဲ့အခါအာယုံကန်တစောင်းအဟောင်းရဖြစ်တယ်လို့သိရှိရပြီးတစောင်းကိုပြန်လည်တိဆောက်စေခဲ့ရာအုပ်ချုပ်အုပ်ပဲ့တွေကြားကနေဓမ္မပါလာစစ်သူကြီးဇနီးမောင်နှံရဲ့ကြီးညိုတရာထက်တန်မှုတွေပေးခန့်စွန်ကြဲခဲ့တာတွေကိုဖော်ပြထားတဲ့ကြောက်စာတစ်ချက်ကိုတွေ့ရှိခဲ့ရပါတယ်။ အဲဒီနောက်ပိုင်း1361ခုနှစ်နရော်လာပြည်နေ့ည10:00နာရီကျော်အချိန်လောက်မှာရေနံကြောင်းဓာတ်ပုံစရာတီတီကဂောဘကအဖွဲရဲ့ခွင့်ပြုချက်တွေနဲ့ဇေဒီဂျီကိုဓာတ်ပုံရိုက်ကူးခဲ့လျာဓာတ်ပုံဖလင်၆ခွက်အထဲမှာဒုတိယဖလင်နဲ့တတိယဖလင်မှာဓမ္မပါလာစစ်သူကြီးပုံအလိုလျောက်ပုံနေတာကိုထူးဆန်းစွာနဲ့တွေ့ကြရပါတယ်ဒလိုရီဖြစ်ပြီးအနောက်ပိုင်းမှာဆိုရင်တော့ဓမ္မရာဇာကဖျားလို့လူတီများလာခဲ့တယ်လို့ဖျားရဲ့အတွင်ဘက်အနောက်ဘက်မုံနာမှာလေဓမ္မပါလာစစ်သူကြီးနန်းနန်းကိုလည်းစောက်လို့ဖြစ်ခဲ့ပါဗျ။ ဓမ္မပါလာစေတူကြီးအားဖျားကုန်စောင့်ရှောက်နေရမလို့လုံဝအမားမခံမဲနဲ့ဒီကနေ့ထိဖျားဖူးရင်နဲ့နန်းနန်းမှာလာရောက်ပူဇော်ကြတဲ့သူတွေအဋိဌံကြတဲ့သူတွေကိုစီကားလျက်ရှိတာကိုလည်းတွေ့ရပါတယ်ပရိသတ်ကြီးတို့ရဲ့ရှုဘောချန်နယ်ကိုအမြဲတမ်းချစ်ခင်အားပေးလို့ကျေးဇူးများ යි တင်ပါတယ်ဆက်လက်ချစ်ခင်အားပေးကြပါအောင်လို့ပြောကြိုင်းနဲ့နှုတ်ဆက်ပါရစေ